တေးကြတာဗောဗျာတေးကြတာဗောခင်ဗျားတို့အားလုံးကျွန်တော်ကိုယုံကြည်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကောင်းပြီကောင်းပြီမကြခင်ဆုံရမယ်ဒါပဲเนาะ good luck ဆရာကျွန်တော်ခေါ်တာလူထိုင်မကြခင် ကုမ္ပဏီမှာ ရှယ်ယာရှင်တွေအစည်းအဝေးရှိမယ်ရှယ်ယာရှင်တွေပေါင်းပြီးတော့တထေးအပြောင်းလဲလုပ်ဖို့ဆိုပါတော့ကွာအဲ့တော့ရှယ်ယာရှင်တွေတော်တော်များများကငါးဘက်မှာရှိနေတာဆိုတော့ မိခန့်ကိုဖြုတ်ချဖို့လွယ်သွားတာပေါ့ဒါပေမဲ့အဲ့ဒီအစည်းအဝေးမတိုင်ခင်မှာအရေးတကြီးကိစ္စတစ်ခုလုပ်ရမယ်အဲ့ဒါလုပ်ဖို့မင်းကိုခေါ်လိုက်တာဟုတ်ကဲ့ဆရာကျွန်တော်မလုပ်ပြရမလဲအဲ့ဒီကိစ္စဘလောက်တောင်အရေးကြီးလဲဆိုရင်လုံးဝလွဲချော်လို့မရဘူး ာဝန်ကြီးတယ်လို့အချိန်လဲကွက်တိဖြစ်ဖို့လိုတယ်ဒီတခါမင်းလွဲချော်ရင်မင်းဟောကတသက်လုံးခွင့်မလွတ်ဘူးနော် ကြောက်လာရပြီ။အေးရ။ဟုတ်ပြီဗျာ။ကိုယ်ကဒီကဆုံးပြတော့တယ်ဗျာ။ကျွန်တော်လည်းခီးချွတ်နေရတယ်ဗျာ။မရှိရများ။အင်းဒါကြောင့်။အော်။ဒါနဲ့ဒီနေ့အစည်းအဝေးမဆောင်ပြောပါဦးမယ်။ခင်ဗျားတို့နောက်ဆုံးဆုံးဖြတ်ချက်ဘယ်လိုဖြစ်မယ်ထင်လဲ။အဲ့ဒါအတိတ်နေကြပဲဗျာ။အရင်ကအချိန်ဒီတိုင်းဆိုရင်တော့ပြေးကြတယ်။မမေခန့်မေးမြပါ။မမေခန့်ငယ်လဲငယ်တယ်။တော်လဲတော်တယ်။အားလုံးတပည့်ချာချာလေးစီမံခန့်ခွဲနိုင်တယ်။ဒါပေမဲ့အခုအချိန်ကြီးအားလုံးကြောင်းပြဖြစ်ကုန်ပြီဗျာ။ သူနဲ့ပတ်သက်ပြီးထွက်နေတဲ့တရားမကောင်းတဲ့တရားပဲ။အားလုံးလည်းလူဆောင်နေကြပြီဆိုတော့ကျမတို့အစည်းအဝေးစလိုက်ကြတော့

ခိတဆောင်ဆိုင်ပြီးမှပြန်လည်ကြိုးပါရှင်အားလုံးတောင်းပန်ပါရနော်ကိုဖုံးတယ်ဝါအခုလမ်းခိမှကြန့်ကြာနေရထင်ပါတယ်ကျမတို့အရင်ဆုံးဆွေးနွေးစရာရှိရာတွေနဲ့တင်ပြစရာရှိရာတွေကိုအရင်ဆုံးဆွေးနွေးကြပါမယ်ကိုဖုံးတယ်ဝါလာတော့မှပဲဒီနေ့မီတင်ရဲ့အဓိကအကြောင်းအရာကိုဆက်ပြီးရဆွေးနွေးကြမယ်နော်အာအခုကျွန်တော်တို့အစည်းအဝေးမစခင်မှာအဲကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ လိုအပ်တာလေးတွေရှိတယ်ဆိုရင်တူးချင်းရဲ့အမြင်လေးတွေတင်ပြလို့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်စောစောကပဲဆွေးနွေးနေကြတာ။မမေခန့်တို့ဝင်လာနဲ့စကားစပြတ်သွားတာနဲ့ဟုတ်လားဒါဆိုပြောပြပါအောင်ကျမတို့လည်းဆွေးနွေးလို့ရတာပေါ့။ဟုတ်ကဲ့ဒီလိုပါကုမ္ပဏီကိုမမေခန့်ကိုယ်တိုင်ဦးစီးပြီးလုပ်ကင်လာတာတော်တော်လေးပြေလည်လာတာကျွန်တော်တို့အမြင်ပါပဲ။အဲ့တော့မမေခန့်ကိုလေးလေးလေးစားပါကျေးဇူးတဲ့တင်ပါတယ်။ဒါပေမဲ့ဒီလက်တလောကာလမှာအပြင်မှာထွက်ပေါ်နေတဲ့သတင်းတွေကိုတိကျတဲ့သတင်းအချက်လက်နဲ့သုံးတရာဖြည့်ချင်းထားတာမျိုးမတွေ့ရဘူး။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးမမေခါအနေနဲ့ဘာများပြောချင်ပါလဲကျမအနေနဲ့ကတော့အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘာမှပြောစရာမရှိပါဘူးပြောစရာမရှိဘူးဆိုတာကလေဒီသတင်းကကျမအတွက်ကောလာဟာလာသတင်းတွေဖြစ်နေလို့ပါပဲကျမအနေနဲ့ကတော့ကောလာဟာလာတက်တက်ပဲဆိုလို့ရှိရင်ကိုမဟုတ်ရင်မဟုတ်တဲ့အကြောင်းရှေ့ထွက်ဖြေရှင်းသင့်တယ်လို့ထင်တယ်မဖြစ်လို့လဲဆိုတော့မမေခန်းကဒီတော်ဝင်ကုမ္ပဏီရဲ့ဥဆောင်သူတစ်ထည့်ဖြစ်နေလို့ပဲလေ မမေခန့်ဂုံတိတ်ခါကြာရင်တော်ဝင်ကုမ္ပဏီကဂုံတိတ်ခါကြာရတယ်အတူတူပဲဒါကတော့ဒီရရှေရရှင်နေနဲ့ကျမနဲ့အမြင်မတူလို့ပဲဖြစ်ပါလိမ့်မယ်ကျမကတော့ကိုလုတ်တဲ့လုပ်ငန်းတိုင်းကိုအကောင်းဆုံးစီမံခန့်ခွဲပြီးတော့အကောင်းဆုံးစ조사နေတာပါတကယ်လို့ကျမမှာလိုအပ်ချက်တွေရှိခဲ့လို့ရှင်လဲအားလုံးကနားလည်ပေးကြဖို့အတွက်ကျမမျှော်လင့်ပါတယ်နားလည်ပေးပါတယ်နားလည်ပေးပါတယ်အဲဒါပေမဲ့ ကုမ္ပဏီရဲ့ဂုံတိတ်ခါကို ထိခိုက်စေမယ်ကုမ္ပဏီရဲ့အကျိုးစီးပွားကိုကျဆင်းစေမယ်ဆိုရင်တော့နားလည်ပေးလို့မရတော့ဘူးကုမ္ပဏီကြောက်ကောင်းပါပြီဒီလောက်ဆိုအားလုံးရဲ့သဘောဆန္ဒကိုကျမနားလည်သွားပါပြီဒီနေ့မှာအားလုံးပေးတဲ့မဲဆန္ဒပုံမှာမူတည်ပြီးတော့ကျမကြည်ကြည်နက်နက်ကြီးလက်ခံသွားမှာပါ ါဆိုကျမတို့မဲပေးဖို့အစီအစဉ်စလိုက်ကြရမယ်လေ။ကိုဖုံးတယ်ွာလည်းမကြခင်ရောက်လာတော့မှာပါ။အာသူ့စောင့်ရင်းနဲ့ပဲအားလုံးပြေးလို့ရပါပြီဗျ။လူကြီးမင်းတို့ရှိမှရှိတဲ့စာရေးထဲမှာကိုမဲပေးခြင်းနဲ့ဥက္ခရရဲ့နာမည်ကိုရေးလိုက်ရုံပါပဲ။ဒါကတော့ကိုဖုံးထဲဝအတွက်စာရေးပါ။သူလာတော့မှပဲသူ့လက်ထဲကိုပေးပြီးတော့သူ့စိတ်ကြိုက်မဲပေးစီမှာပါ။ nè nè alo nhờ chị gà lắm มันไม่ค่ะทำไมอุ้มไม่แหงทำไมมันไม่ค่ะ đam mê u mê hay đam mê u mê hay đam mê Nói miệt hả? တယ်မယ်ချီယာရှင်များအားလုံးရဲ့မဲဆန္ဒသဘောအရဦးမေဟိန်လေမယ်မမေခန့်လေမယ်နဲ့တည်ရဖြစ်နေပါရဲ့ရှင်အခုအဲ့ဒီကြာနေတဲ့ပွဲကိုကျွန်တော်ရဲ့မင်းနဲ့အဆုံးဖြတ်ပြီးတော့မှာ ကျွန်တော်မိခင်အောင်မဲပေးပါပြီးတော့ကျွန်တော်ပိုင်ဆိုင်တဲ့ရှယ်ယာဆယ်ယာခိုင်နှုန်းဝင်လေမိခင်အောင်လွှဲပြောင်းပေးမှာဖြစ်တာကြောင့်မိခင်အားတော်ဝင်ကုမ္ပဏီရဲ့ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်သွားပါတယ်